တော်စကားကိုဆိုပါမည်မြတ်တော်ဆိုတာအဆိုတော်တော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါလေကြာရင်ကိုဖီးပါတဲ့ခါကြာရင်တော့အတန်းလှသွားတော့နော်ဒီဗီဒီယိုကကြာတော့အကိုအတန်နဲ့အစ်စ်ပဲပေါ့ဟုတ်တယ်ဟုတ်တယ်ခင်ဗျာဟုတ်တယ်ကျွန်တော်ဒီမေးအခုတစ်ခါလေကြာလို့ရှင်တော့တကယ်ချင်းနေနဲ့အဲ့လိုပေါ့ဗျာဟိုဟိုကျွန်တော်တို့စုံတဲ့ခါကြာတော့ရှင်ဒီဖုန်းလေးနဲ့ပဲအပြင်ကရိုက်ထားပါဗျာရိုက်တဲ့ခါကြာတစ်ခါကြာရင်လည်းအတန်မကောင်းပါဘူးဘာလို့မူးနေတော့ ပွင့်လင်းပြောတာဥနေတော့ကိုစိုးနေတာဆိုတော့ဒီကကြရလို့လည်းအတန်ကောင်းရအောင်နော်။အော်ကျွန်တော်ဝါသနာအလျောက်ပါ။ဘာမှမဟုတ်ဘူး။ပိတ်တနုံနဲ့ညီလာကန်စီဘကွတ်တာတို့ရဲ့လက်၌အတီးဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလေးအမှတ်တရလေးလည်းတော့ပြောအဲတခါလေးကြားလို့ရှိရင်မထင်မှတ်တဲ့ဟာကြီးပေါ့နော်မထင်မှတ်တဲ့ဟာကြီးကအဲ့လိုပဲဖြစ်သွားတတ်ပါရဲ့ဘာလို့ကျွန်တော်အရင် NTV ရိုက်တုန်းကလည်းဘောလုံးလေးနဲ့ဒါတချင်းလေးနဲ့ကိုယ်ပိုင်တင်လိုက်တဲ့ဟာကလည်းလူပြောများသွားတယ်ဗျာတကယ်တမ်းကျွန်တော်က ဒီဘဝကိုရောက်သွားပြီလားလို့မေးကြတာပေါ့နော်သူစိတ်မကောင်းကြတကယ်တော့ကျွန်တော်ကအဲ့ဒါတချင်းလေးနဲ့ဟိုဇက်ဝင်ကန်းရတော့တချင်းလေးရွေးပြီးတော့ဒါလေးတင်လိုက်တာအဲအဲ့ဒီမှာရေလူပြောမြောက်ပါအခုလေဒီတချင်းဆိုတာကလည်းကျွန်တော်တငငချင်းဆိုင်ပါပဲ46လမ်းမာရီယာကွင်းဆိုတဲ့ဆိုင်လေးပါအဲမာရီယာဒရိုင်းပေါ့နော်အဲ့အဲ့ဆိုင်လေးမှာကျွန်တော်ကအငဲတန်းလို့မရောက်ဖြစ်ရင်တော့နှစ်ပတ်တစ်ခါလောက်တော့ရောက်ဖြစ်တယ်ရောက်ဖြစ်ရင်တငငချင်းအပြင်းပြီးလာပါတချင်းလေးပါကြီးဆိုသူလည်းစီဒီထုတ်တာကလေအဲ့နဲ့ အာတခါကြလို့ရှိရင်သူလဲဆိုတယ်ကျွန်တော်လဲအဲ့လိုပေါ့အပြင်းပြေလေးဆိုဆိုပြီးရင်ဟိုနာလို့ပေါ့တငယ်ချင်းစုံတဲ့ခါကျတော့ဟိုတောက်စားရင်းနဲ့ပြန်ကြရတယ်ပေါ့ဗျာအဲ့အဲ့ဒါလေးမထင်မှတ်ပါဘူးအဲ့ဒါလေးကိုယ့်အတွက်ဘာမှမဟုတ်အမှတ်တရဆိုပြီးတော့ဟိုရိုက်ထားလိုက်တဲ့သဘောပါပဲဟုတ်မန်သောစကားကိုဆိုပါမည်မျက်နှာဆွဲလှမ်းမိခဲ့သည်ဘယင်ဝမ်းသာပါလေတခါကျရင်အဲ့လိုပေါ့ကျွန်တော်တို့ဟိုတစ်တော့ဆိုရဲတဘာဝတချို့ဆိုရင်ဗျာအဲအဲ အပီဝိုင်းနော်အပီဝိုင်းလို့ဟိုဘာခန့်တာလဲ VPN အဲအော်မဟုတ် VPN ခန္ဓာမဟုတ်ဘာလဲရှေ့မှာစာတန်းဟိုဟာ TikTok တင်ခံနေကြရင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုအဲ hashtag ခန္ဓာကျွန်တော်အဲ့ညားမလဲဘူးလေနားမလဲဘူးကျွန်တော်တင်လို့ရှိရင်အဲ့ရိုးတသားပဲအဲ့လိုတင်တာကြီးပဲဒါပေမဲ့တချို့တချို့ကလည်းပေါက်တယ်တချို့ကလည်းမပေါက်ဘူးနော်ဒါကဟိုတခါကျရင်မထင်ပြောရတာခက်တာပေါ့နော်မထင်မှတ်တာလေးရတခါကျရင်ထထပေါက်သွားတယ်အဲ့လိုမျိုးပေါ့ဒါကကျွန်တော်အနေနဲ့ကတော့ဒါအပြင်းပြေဆော့တာပါ ဆိုတော့တော့မဟုတ်ပါဘူးဒါပေမဲ့တခါလေကြာရင်ကိုဖီးပါတဲ့ခါကြာရင်တော့အတန်းလှပါတော့နော်ဖီးမပါတဲ့ခါကျတော့အတန်းမလှပါဘူးတချင်ကတော့စိုးဘူးတယ်ဟိုရုပ်ရှင်ကိုရဲမင်းပိုင်တို့ ਨੇ အဲ့လိုရိုက်တုံးကလည်းနေတွေမှာပေါ့ရှိုးပွဲတွေငါလို့ရှိရင်ဇက်ဟိုပါပေါ့ဇက်နဲ့တော်တော်စိုးဘူးရယ်လေစိုးဘူးတဲ့ခါမှာနေရပိတ်သက်တွေလည်းအာပေးတာအရင်တော့ဆိုအရင်ပါပဲအခုနောက်ပိုင်းတော့ကိုရဲမင်းပိုင်တို့ကလည်းမရှိဘူးနိုင်ငံသားသွားတယ်ဘာညာပေါ့ကိုလည်းဒီမှာဟိုပါပေါ့ကြုံတဲ့လူတွေတငယ်ချင်းတွေပါဆိုရင်လားပွဲတွေပါရှိရင် ိုလိုက်ခဲ့ပါလားဗာညာဆိုရင်စင်းနေပါပဲဟိုကကြာရင်ပုံမှာရေးပေးထားလိုက်တယ်အဲ့ချိန်ညာရင်တော့ကိုသွားဆိုပြစ်တယ်ပေါ့နော်အမြဲတမ်းတော့မဆိုပြစ်ဘူးဟိုတချင်းဆိုပါလေကိုလည်းအဲ့လိုမကြွမ်းပါဘူးတကယ်တမ်းပြောရရင်ဟိုဝါသနာအလျောက်ပဲလိုက်ဆိုတာပါအဲ့တော့အဲ့ဒီဒီဗီဒီယိုကကြတော့အခုအတန်ပဲအစ်စ်ပေါ့ဗျာဟုတ်တယ်ဟုတ်တယ်ခင်ဗျာဟုတ်တယ်ကျွန်တော်ဒီမေးအခုတခါလေးကြားလို့ရှိရင်တော့တကယ်ချင်းနေနဲ့အဲ့လိုပေါ့ဗျာဟိုဟိုကျွန်တော်တို့စုံတဲ့အခါကြတော့ရှင်ဒီဖုန်းလေးနဲ့ပဲအပြင်ရိုက်ထားပါဗျာ ကြိုက်တဲ့အခါကျတခါကျရင်လည်းအတံမကောင်းပါဘူးဘာလို့မူးနေတော့ပွင့်လဲပြောတာမူးနေတော့စုကိုစိုးနေတာဆိုတော့တခါကျရင်လည်းအတံကောင်းရတော့နော်ဟာကျွန်တော်တို့ဝါသနာအလျောက်ပါဘာမှမဟုတ်ဘူးဟို professional မှမဟုတ်တာကြီးရောနော်ဟုတ်အပြောဆိုတာဆိုတော့ကိုမူးဝင်ဝင်ဆိုအဲ့လိုမျိုးဖြစ်သွားဟာဟုတ်တယ်ဟုတ်တယ်မူးဝင်ဝင်တယ်လို့မဝင်တဲ့ခါကျတော့လေမူးနေတဲ့ခါကျတော့ကတော့ပါနော်ကတော့ပါဆိုတော့အမှန်တိုင်းပြောတာလေ ်ဒါကျွန်တော်တို့ဒါယောက်ျားလေးတပါဝါတခါလေးတောက်တောက်စားစားတော့ရှိတာပေါ့အဲ့လိုအချိန်ခါမျိုးတွေမှာကိုအဲမူးနေတဲ့ချိန်ကြောင့်လည်းပောက်ပြရှောက်ဆိုတော့ပေါ့နော်အစိုးကောင်းနေတို့တဲ့တူကျွန်တော်အဲ့လိုမတော်မတော်တဲ့ကိုကလေဘယ်လိုပြောမလဲဆိုတော့ဟိုတချင်းဆိုဖို့လည်းရည်ရချက်မရှိပါဘူးကျွန်တော်ဝါသနာပါတာအဲ့လိုတိုင်းစောနေရရင်ကျွန်တော်ဝါသနာပါရယ်သူများကိုတိုင်းတင်ပေးရရင်ကျွန်တော်ဝါသနာပါရယ်တချင်းကတော့ကျွန်တော် အပျော်ပေါ့အပျော်လေးပေါ့အပျော်လေးဆိုပြစ်တာပါဘာမှမဟုတ်ဘူးချက်ပြီးတောင်းဆိုရတဲ့တည်းအများကြီးရဲ့ဆိုလို့ပါနဲ့တကယ်နောက်ပုတ်တွေကြိုင်မကောင်းတော့ဘူးဘာသမှုလည်းဝင်မှာမဟုတ်အเจ้าအဲဘာလို့တကျင်းတော့ဟိုဘလိုပြောဟဲ့ကျွန်တော်အဲ့ line မှာမဟုတ်တာကျွန်တော်က action line ကို action line ဆိုတော့ဒါကကျွန်တော်ကျောင်းတကယ်ချင်းဆိုင်ဖွင့်တော့ကျွန်တော်ကခဏတစ်ဖြုတ်သွားသွားရင်းနေအပျော်အပျော်သဘောဟာရှင်းချောင်းစိုးလို့လည်းမရှိပါဘူး အားပေးကျန်းသွားတဲ့ပြည်သက်တွေကိုဘာလို့ပြောချင်လဲအာဘယ်လိုပြောလဲဟိုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ပြီးကျွန်တော်ကဟိုတကယ်တကယ်တော့ professional တယောက်မဟုတ်ပါဘူးဒါကအပျော်ဆိုတာပါဟိုချစ်ခင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့တော့ပြည်သက်တွေမတိသေးတဲ့အကိုရဲ့ဘောနော်ဒါ talent တွေထထုတ်ပြဖို့ရှိဦးမလားစဉ်းစားရနေရအကွက်တိုင်းကွက်တွေကကုံလောက်ပြည့်နေတိုင်းကွက်တွေကုံလောက်ပြည့်နေ ဘာလို့အမှန်မသိဘူးတခါကျရင်ရူးကြောင်မူကြောင်နဲ့တခါကျရင်ကားလည်းမရရတဲ့ကားစိတ်တွေလည်းညက်လာတခါကျရင်တက်တော့ဘောမှာဟာတာရေရှောက်တင်ကောင်းမလားအဲ့လိုကြီးကြောက်လို့ပေါ်တာကြားမလို့ရဘူးဒါကြောင့်တချင်းလေးနဲ့ပဲဖရီတာပေါ့နော်တချင်းလေးနဲ့ဖရီတာပေါ့ညာချစ်လာလို့မင်းအရှိကြီးဖြေနော်ဟုတ်ကိုကြီးချစ်လား ရှေ့ဟမ်ဆိုတော့ဒါကျွန်တော်ဆိုရင်လည်းဒါဟိုကြာခဲ့ပြီရုပ်ရှင်လောကမှာသူတို့ကျွန်တော်ကိုအားပေးခဲ့တယ်ဆိုတော့ fighting တထောင်တနေရအရန်ကောင်းခဲ့လို့ဒါကြောင့်မို့လဲသူတို့ကယနေ့ချိန်ထိဟိုဟိုကျွန်တော်ကိုအားပေးနေတာပေါ့ဒါကြောင့်မို့လဲကျွန်တော် follower တွေတိုးတယ်ကျွန်တော် like တွေကိုသူတို့ကနှစ်သက်တယ်သူတို့ကသူတို့က ပေးတယ်ပေါ့ဗျာပေးတဲ့ခါကျွန်တော်ဝမ်းသာပါတယ်လို့အားလုံးလည်းကျေးဇူးတင်ပါတယ်လို့ဘလို့ဆိုတော့ TikTok ဆိုတာကျွန်တော်ဒီအခုမမြင်ဟိုမမြင်ရမတွေ့ရဘူးကျွန်တော်ကားကြီးရိုက်နေရနေဝါပြီလေနေဝါတော့အခုလို TikTok လေးနဲ့ပိတ်သက်အမြဲတမ်းထိတွေ့နေရတဲ့အတွက်လဲကျွန်တော်ကိုကျွန်တော်ကြည်နူးတယ်ပေါ့ဝမ်းလန်းသဝမ်းတာပိတ်သက်တွေအားပေးမှုလဲဆက်လက်ရရှိနေတာဟိုဝမ်းတာနေတာပေါ့